ားလုံးပဲမင်္ဂလာပါပြည်သက်တို့ရေဒီကနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ကမ္ဘာနိုင်ငံရေးမှာအလွန်ပူနွေးနေတဲ့အရှိအလယ်ပိုင်းကအစ္စရေးနဲ့အီရန်တို့အကြားကပြိပခါအကြောင်းပဲဖြစ်ပါတယ်ရေနံပေါ်များတဲ့ဒီဒေသကကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့စီးပွားရေးနဲ့နိုင်ငံရေးအကျိုးစီးပွားတွေကို ရှုပ်ထွေးစွာဆက်ဆက်နေပါတယ်အစ္စရေးနဲ့အီရန်ကြားကတင်းမာမှုဟာအခုဆိုရင်စစ်ရေးပြိပခါအဆင့်အထိမြင့်တက်လာနေပြီးတော့ ကမ္ဘာတစ်ခုလုံးကိုစိုးရင်ပူပန်မှုတွေဖြစ်စေပါတယ်ဒီကနေ့ကျွန်တော်တို့ဟာပရိပခါရဲ့ဖြစ်နိုင်ခြေရှိတဲ့အကျိုးဆက်တွေပအဝင်ပတ်သက်နိုင်တဲ့အင်အားစုတွေနဲ့ရှေ့ဆက်ဖြစ်ပေါ်လာနိုင်တဲ့အကြောင်းအရာတွေကို အသေးစိတ်ဆွေးနွေးတင်ဆက်ပေးချင်ပါတယ်အစ္စရေးနဲ့အီရန်စစ်ပွဲမှာအမေရိကန်ပါဝင်လာရင်ဘာတွေဖြစ်နိုင်မလဲပထမဆုံးအနေနဲ့ကတော့အစ္စရေးနဲ့အီရန်စစ်ပွဲမှာအမေရိကန်သားတိုက်ရိုက်ဝင်ရောက်ပတ်သက်လာခဲ့မယ်ဆိုရင်တော့ဘလို့အကျိုးဆက်တွေဖြစ်လာနိုင်မလဲဆိုတာကြည့်ရအောင်ပါ အကျိုးဆက်တွေကတော့အတော်လေးကြီးမားပြီးတော့ရှုပ်ထွေးပါတယ်။အမေရိကန်ဝင်ပါလာပြီဆိုတာနဲ့ဒီစစ်ပွဲဟာအစ္စရေးနဲ့အီရန်နှစ်နိုင်ငံတည်းကနေဒေသတွင်တခြားနိုင်ငံတွေပါ ပါဝင်လာနိုင်ကြီးအရန်မြင့်မာသွားပါလိမ့်မယ်။ဆီးရီးယားလက်ဗနွန်းအီရတ်ယီမင်စတဲ့နိုင်ငံတွေမှာရှိတဲ့အီရန်ကြောတောက်နောက်ခံပြုအဖွဲ့အစည်းတွေဥပမာဟစ်ဘူလာဟူသီတပုံတွေဟာအစ္စရေးနဲ့အမေရိကန်ရဲ့စီရင်ပြတ်မှတ်တွေကိုတိုက်ခိုက်လာနိုင်ပါတယ်။ ဒါပြင်ဒေတာတွေမှာရှိတဲ့အမေရိကန်စကန်တွေဟာလည်းပြင်းမဲ့ထားခံရနိုင်တာကြောင့်အမေရိကန်တပ်ဖွဲ့ဝင်တွေအတွက်အန္တရာယ်ပိုများလာပြီးအထိခိုက်တွေဖြစ်လာနိုင်ပါတယ်။ကမ္ဘာစီးပွားရေးပေါ်မှာတက်ရောက်မှုကလည်းကြီးမားလာပါတယ်။အရှေ့အလယ်ပိုင်းဒေတာဟာကမ္ဘာရေနံထုတ်လုပ်မှုရဲ့အဓိကနေရာဖြစ်တဲ့အတွက်စစ်ပွဲကြီးပုံမှန်ကျပြန့်လာခဲ့ရင်ရေနံထောက်ပတ်မှုကွင်းဆက်တွေပြတ်တောက်သွားနိုင်ပါတယ်။အဲဒီအခါမှာကမ္ဘာတဝန်းကရေနံဈေးနှုန်းတွေဟာအစမတန်မှမြင့်တက်လာပါလိမ့်မယ်။အီရန်ကမကြခင်မှာပဲချင်းချောက်လေးရှိတဲ့ ဟော်မုတ်ရေလက်ကြားလိုမျိုးအရေးပါတဲ့ရေချောင်းလမ်းချောင်းတွေကိုပါပရိပခဌာန်တွေကိုခန်းစားရနိုင်တာကြောင့်ကမ္ဘာကုန်သွယ်ရေးကိုပါကြီးမားစွာထိခိုက်စေပါရယ်နိုင်ငံတကာဆက်ဆံရေးနဲ့တန်တမာရေးရာမှာလည်းရှုပ်ထွေးမှုတွေဖြစ်လာနိုင်ပါရယ်အမေရိကန်ပါဝင်လာတာနဲ့အမျှရုရှားတရုတ်အခြားအင်အားကြီးနိုင်ငံတွေလည်းသူတို့ရဲ့အကျိုးစီးပွားနဲ့အညီတစ်ဖက်ဘက်ကိုထောက်ခံပြီးတော့ပုံမပတ်သက်လာနိုင်ပါရယ်ဒါကပရိပခကိုပုံမရှုပ်ထွေးစီမှာဖြစ်တယ်လို့ကမ္ဘာစီအေခေပုံစံမျိုးဖြစ်လာနိုင်ခြေရှိပါရယ် ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကငြိမ်းချမ်းရေးအတွက်ကြိုးပမ်းကြမှာဖြစ်ပေမဲ့အင်အားကြီးနိုင်ငံတွေပါဝင်လာတာနဲ့အမျှဖြည့်ရှင်းရတာဟာပုံမှန်ခက်ခဲလာပါလိမ့်မယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျိုးဆက်တွေကတော့အရန်ကိုစိုးရနိုင်ပါလိမ့်။စစ်ပွဲကြီးကျယ်ပြန့်လာရင်အရက်သားတွေထိခိုက်ဒေဆုံးမှုတွေများပြားလာပြီးတော့ဒုက္ခတဲ့အရေးခင်းတွေပုံမှန်စိုးရလာနိုင်ပါလိမ့်။မျိုးပြားတွေနဲ့အခြေခံအဆောက်အုံတွေကလည်းအကြီးအကျယ်ပျက်စီးဆုံးရှုံးနိုင်ပါလိမ့်။အမေရိကန်ပါဝင်လာရင်အီရန်ဟာချက်ချင်းစစ်ရှုံးနိုင်ခြေရှိမရှိ အမေရိကန်ဟာကမ္ဘာအင်အားအကြီးဆုံးစစ်တပ်ဖြစ်တာကြောင့်သူတို့သာတိုက်ရိုက်ဝင်ရောက်ပတ်သက်လာခဲ့ရင်အီရန်ရဲ့ရိုးရာစီးရေဆွမ်းရည်တွေဟာအချိန်တိုအတွင်းမှာပဲဆိုးဆိုးရွားရွားထိခိုက်ပျက်စီးနိုင်ပါတယ်။အမေရိကန်ရဲ့လေကြောင်းစွမ်းအားရေတပ်အင်အားနဲ့နှီးပညာမြင့်မားမှုတွေကြောင့်အီရန်ရဲ့စီးရေအခြေခံအဆောက်အုံတွေစစ်စခန်းတွေနဲ့ကာကွယ်ရေးစနစ်တွေကိုထိတိယောက်ယောက်ဖျက်ဆီးပစ်နိုင်မှာပါ။ဒါပေမဲ့ချက်ချင်းစစ်ရှုံးနေဆိုတာကဘလို့အတိတ်ပဲဖွင့်မလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ အီရန်ဟာချက်ချင်းလက်နက်ချပြီးတော့စစ်ပွဲပြီးဆုံးသွားမယ်လို့တော့ပြောဖို့ခက်ပါတယ်။သူတို့ရဲ့မဟာဗျူဟာရိုးရာတိုက်ပွဲပုံစံမျိုးမဟုတ်ဘဲနဲ့ဒေသတွင်းပဋိပက္ခကိုတိုးချဲ့တာပျောက်ကြားစစ်စင်တာစိုက်ဘာတိုက်ခိုက်မှုတွေလှုပ်ဆောင်တာစတာတွေနဲ့ပြန်လည်ခုခံလာနိုင်ပါတယ်။အီရန်ဟာနေပေါင်းများစွာစီးပွားရေးပိတ်ဆို့မှုတွေကြားကနေရှင်သန်လာရတဲ့နိုင်ငံဖြစ်လို့ခံနိုင်အားကောင်းပါတယ်။အမေရိကန်ပါဝင်လာခြင်းရဲ့အဆိုးကျိုးတွေအနေနဲ့အီရန်ဟာသူ့ရဲ့ကြောထောက်နောက်ခံပြုထားတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ ဟစ်ဘိုလာ၊ဟူတီ၊အီရတ်၊စီးရီးယားကလက်နက်ကင်အဖွဲ့အစည်းတွေကိုအသုံးပြုပြီးတော့အစ္စရေးနဲ့အမေရိကန်ရဲ့အကျိုးစီးပွားနဲ့ဒေသတွင်းမဟာမိတ်တွေကိုတိုက်ခိုက်ခိုင်းပါလိမ့်မယ်။ဟော်မုတ်ရေလက်ကြောက်ကိုပိတ်ဆို့ခံရရင်ကမ္ဘာစီးပွားရေးထိခိုက်နေတယ်လို့ဒေသတွင်းမှာရှိတဲ့အမေရိကန်စစ်ကမ်းတွေနဲ့တပ်ဖွဲ့ဝင်တွေဟာအီရန်ရဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုပါခံရနိုင်ပါလိမ့်။ဒါပေမဲ့အမေရိကန်ပါဝင်လာခြင်းရဲ့အကောင်းကျိုးတွေအနေနဲ့ကတော့အစ္စရေးဟာအီရန်ရဲ့ချင်းချောက်မှုကနေ တရိုက်ကာကွယ်မှုရရှိပြီးတော့အီရန်ရဲ့စစ်အင်အားစုတွေကိုထိရောက်စွာချေမှုန်းနိုင်ပါလိမ့်မယ်။ဒါပြင်အီရန်ရဲ့ဒေသတွင်းဩဇာလွှမ်းမိုးမှုကိုရော့ပါစေပြီးတော့အစ္စရေးနဲ့ဆော်ဒီအာရေဗျားတို့လိုအမေရိကန်မဟာမိတ်နိုင်ငံတွေရဲ့လုံခြုံရေးကိုမြင့်တင်ပေးနိုင်ပါလိမ့်။အီရန်ရဲ့နျူကလ িয়ার လက်နက်အသုံးပြုနိုင်ခြင်းပြည်သက်တို့ရေအီရန်ဟာသူ့ရဲ့နျူကလ িয়ার လက်နက်ကိုထုတ်သုံးလာနိုင်ခြင်းရှိမရှိဆိုတဲ့မေးခွန်းကအရှိအလေပိုင်းရဲ့အကြီးမားဆုံးသောစိုးရိမ်ပူပန်မှုတွေကတစ်ခုပဲဖြစ်ပါလိမ့်။ လက်ရှိအချိန်အထိအီရန်ဟာနျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ကြောင်းတရားဝင်ကြေညာထားခြင်းမရှိသေးတယ်လို့လက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်အထိရောက်ရှိနေပြီလို့လည်းနိုင်ငံတကာအဖွဲ့အစည်းတွေကအတည်ပြုထားတာမရှိသေးပါဘူး။ဒါပေမဲ့ယူရေနီယံတန့်စင်မှုအဆင့်ကိုမြင့်တင်နေတာကြောင့်နျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့နှိစက်နေတယ်ဆိုရယ်စိုးရိမ်ပူပန်မှုတွေကတော့ရှိနေပါသေးတယ်။အီရန်အနေနဲ့နျူကလ িয়ার လက်နက်ကိုအမှန်တကယ်ထုတ်သုံးဖို့ဆိုတာအလွန်ကြီးမားတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးတော့ဖြစ်နိုင်ခြေကတော့တိတ်မများဘူးလို့ပညာရှင်တွေကသုံးသပ်ကြပါသေးတယ်။ ။ဘာကြောင့်လဲဆိုတော့နျူကလ িয়ার လက်နက်ကိုထုတ်ဖို့အသုံးပြုလိုက်တာနဲ့အီရန်ဟာနိုင်ငံတကာအတိုင်းဝိုင်းကနေအပြေးပိုင်ဖယ်ထုတ်ခြင်းကိုခံရပြီးတော့ဗီယက်နမ်နဲ့စီရီတုံ့ပြန်မှုတွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်။အမေရိကန်နဲ့အစ္စရေးအပါအဝင်အင်အားကြီးနိုင်ငံတွေရဲ့တိုက်ရိုက်စီရီပြစ်မှတ်လေဖြစ်လာနိုင်ပါတယ်။ဒါ့အပြင်နျူကလ িয়ার လက်နက်သုံးဆွဲလိုက်တာဟာအီရန်နိုင်ငံရဲ့ရှင်တန်ရက်တီရဲ့အတွက်ပါကြီးမားတဲ့အန်ဒီယေကြီးကိုဖြစ်လာနိုင်ပါတယ်။ပြည်ထောင်တဲ့တုံ့ပြန်မှုတွေကြောင့်အီရန်ရဲ့အုပ်ချုပ်မှုစနစ်ဟာပြိုလဲသွားနိုင်ပါတယ်။ အီရန်နေနဲ့နျူကလ িয়ার စွမ်းရည်ကိုပိုင်ဆိုင်ထားတယ်ဆိုရင်တောင်ဒါကိုရန်သူတွေကို6လနဲ့လက်နက်အဖြစ်ပဲထားရှိဖို့ကပို့ပြီးတော့ဖြစ်နိုင်ပါတယ်။ဒါပေမဲ့တကယ်လို့အီရန်အနေနဲ့သူရဲ့ရည်တည်ချင်တန်ရည်အတွက်ပြင်းထန်တဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်ရလာပြီဆိုရင်ဥပမာနိုင်ငံတော်လုံးဝပြတ်သုံးတော့မယ်လို့ခံစားရပြီဆိုရင်တော့အစွန်းရောက်ဆုံးဆုံးဖြတ်ချက်တွေကိုချမှတ်လာနိုင်ချေရှိပါတယ်။နျူကလ িয়ার လက်နက်ထုတ်သုံးခဲ့ရင်ဘာတွေဆက်ဖြစ်မလဲဆိုတော့ချက်ချင်းစီရေတုံ့ပြန်မှုအစ္စရေးဟာအီရန်ရဲ့ နျူကလ িয়ার ချင်းချောက်မှုကိုသူတို့ရဲ့ရှင်သန်ရည်ရည်အတွက် အကြီးဆုံးအန်တီရဲ့ဖြစ်သတ်မှတ်ထားတာကြောင့်နျူကလ িয়ার တိုက်ခိုက်မှုတစုံတရာရှိလာတာနဲ့ချက်ချင်းဆိုသလိုအပြင်းအထန်တုံ့ပြန်ပါလိမ့်မယ်။သူတို့ကိုရင်ကလည်းနျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ထားတယ်လို့ယူဆရတာကြောင့်နျူကလ িয়ার လက်နက်ချင်းပလေတိုက်ခိုက်မှုအထိဖြစ်လာနိုင်ပါတယ်။အမေရိကန်ဟာလည်းသူတို့ရဲ့မဟာမိတ်တွေကိုကာကွယ်ဖို့နဲ့နျူကလ িয়ার ပြန်ပွားမှုကိုတားဆီးဖို့အတွက်အီရန်ကိုအစီအရေးအယအပြင်းထန်တိုက်ခိုက်ပါလိမ့်မယ်။ဒေသတွင်းပဋိပက္ခတွေပုံမှန်ကျေပြန့်လာခြင်း အစ္စရေးနဲ့အမေရိကန်အီရန်တို့အကြားမှာတိုက်ရိုက်နျူကလ িয়ার ပဋိပက္ခတွေဟာအရှေ့လေမန်ဒေတာတစ်ခုလုံးကိုမိလောင်တိုက်သွင်းသလိုဖြစ်သွားပါလိမ့်မယ်။ကမ္ဘာစီးပွားရေးထိခိုက်ခြင်းအနေနဲ့ကတော့ကမ္ဘာရေနံဈေးနှုန်းတွေအစမတန်မြင့်တက်လာပြီးတော့ကမ္ဘာစီးပွားရေးဟာပြင်းထန်တဲ့ကတ်ဆူကြီးနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ကမ္ဘာကွန်သွေးရေးလမ်းကြောင်းတွေပိတ်ဆို့ခံရပြီးကမ္ဘာထောက်ပံ့ရေးကွင်းဆက်တွေကလည်းပြိုလဲသွားနိုင်ပါတယ်။နိုင်ငံတကာဆက်ဆံရေးနဲ့နျူကလ িয়ার မပြန့်ပွားရေးစနစ်မပြိုလဲခြင်း NPT လိုမျိုး လက်နက်မပြတ်ပွားရေးဆိုင်ရာသဘောတူညီချက်တွေကိုလုံးဝပြတ်စီပြီးတခြားနိုင်ငံတွေကိုပါနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့တွန်းအားပေးလိုက်တယ်လို့ဖြစ်သွားနိုင်ပါတယ်။လူသားချင်းစာနာမှုဆိုင်ရာ BNDA နျူကလ িয়ার လက်နက်သုံးစွဲမှုကြောင့်လူအသက်ပေါင်းများစွာဆုံးရှုံးရပြီးတော့မျိုးကြီးပြာကြီးတွေအကြီးအကျယ်ပျက်စီးပါလိမ့်မယ်။ရေဒီယိုတက်တိကြွားမှုတွေကြောင့်ရေရှည်ကျန်းမာရေးပြဿနာတွေတဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေဖြစ်လာပါလိမ့်မယ်။ဒီလိုအခြေအနေမျိုးကိုဗေနိုင်ငံကမှအမှန်တကယ်ဖြစ်လာစေခြင်းမှာမဟုတ်ပါဘူး။ဒါကြောင့်အီရန်က နျူကလ িয়ার လက်နက်ကိုထုတ်သုံးနိုင်ခြင်းကအလွန်နှေးပါပေမဲ့ဖြစ်လာခဲ့ရင်တော့ကဘာကြီးအတွက်ကဆူတစ်ခု ဖြစ်လာမှသိကြပါဗျ။အီရန်ဘက်ကစစ်ကူပေးနိုင်သူများအမေရိကန်ကတိုက်ရိုက်ဝင်ရောက်လာခဲ့မယ်ဆိုရင်တော့အီရန်ဘက်ကနေတိုက်ရိုက်စစ်ကူပေးမဲ့နိုင်ငံကြီးတွေရှိမရှိဆိုတာကိုအခြေအနေပေါ်မှာမူတည်ပြီးတော့ပြောအပ်ခတ်ပါဗျ။ဒါပေမဲ့အီရန်မှာသူ့ရဲ့မဟာမိတ်အဖွဲ့အစည်းတွေနဲ့အနီးကပ်ဆက်ဆံရေးရှိတဲ့နိုင်ငံတွေတော့ရှိပါတယ်။အီရန်ရဲ့အဓိကမဟာမိတ်တွေနဲ့အထောက်ပံ့ပေးနိုင်ရေးရှိတဲ့အုပ်စုတွေကတော့ဒေတာရွန်းမဟာမိတ်လက်နက်ကင်ဖွဲ့စည်းရလို့ခေါ်တဲ့ အီဇီယော့ရက်စစ်စတန့်ပဲဖြစ်ပါတယ်။ဒီအဖွဲ့အစည်းတွေဟာအီရန်ရဲ့ဩဇာလွှမ်းမိုးမှုနဲ့ထောက်ပံ့မှုတွေအောက်မှာရှိနေပြီးတော့အမေရိကန်ဒါမှမဟုတ်အစ္စရေးပေါ်မှာပြန်လည်တိုက်ခိုက်မှုတွေလှုပ်ဆောင်လာနိုင်ပါတယ်။ဥပမာဟစ်ဘိုလာ၊လက်ဗနွန်၊ဟူဒီတပ်ပုံတွေယီမင်၊အီရတ်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဟာဟာမတ်စ်နဲ့ပါလက်စတိုင်းအစ္စလာမစ်ဂျီဟတ်ဒါပြင်ဆီးရီးယားအစိုးရတို့ပဲဖြစ်ပါတယ်။ရုရှားနဲ့အီရန်ဟာမကြသေးမီကပြည်စုံတဲ့မဟာဗျူဟာမြောက်မိဘဆက်ဆံရေးစာချုပ်ကိုလက်မှတ်ရေးထိုးထားပြီးတော့ စီးရီးနီးပညာနဲ့လက်နက်တွေကိုထောက်ပံ့ပေးနေပါတယ်။ဒါပေမဲ့ရုရှားအနေနဲ့အမေရိကန်ရဲ့တိုက်ရိုက်စစ်ဖြစ်ပွားနိုင်တဲ့အခြေအနေမျိုးကိုရှောင်ရှားပါလိမ့်မယ်။ဒါကြောင့်တိုက်ရိုက်စစ်ကူပေးမဲ့အစားနိုင်ငံရေးအရထောက်ခံတာစီးရီးထောက်လန့်ရေးအချက်အလက်တွေကိုမျှဝေတာစစ်လက်နက်ပစ္စည်းတွေကိုဆက်လက်ပံ့ပိုးပေးတာမျိုးတွေလှုပ်ဆောင်နိုင်ပါတယ်။တရုတ်ဟာအီရန်နဲ့စီးပွားရေးအရခိုင်မာတဲ့ဆက်ဆံရေးရှိပါတယ်။ဒါပေမဲ့အရှိအလေပိုင်းပြည်ပခမှာတိုက်ရိုက်စစ်ကူပေးတာမျိုးကတော့တရုတ်ရဲ့တမိုင်းမှာမကိုက်ညီသလို သူ့ရဲ့စီးပွားရေးအကျိုးစီးပွားကိုလည်းထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်နိုင်ငံရေးအရာထောက်ပံ့မှုနဲ့တန်တမာရေးရာအကူအညီတွေပဲပေးနိုင်ကြများပါတယ်။ပါကစ္စတန်ဟာအစ္စလာမစ်နိုင်ငံတွေထဲမှာနျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ထားတဲ့တခုတည်းသောနိုင်ငံဖြစ်ပြီးတော့အီရန်နဲ့လည်းနီးကပ်တဲ့ဆက်ဆံရေးရှိပါတယ်။ဒါပေမဲ့ပါကစ္စတန်ဟာအမေရိကန်နဲ့လည်းအဆက်အသွယ်ရှိတာကြောင့်တိုက်ရိုက်စစ်ကူပေးတာမျိုးတဲ့နိုင်ငံရေးအရာထောက်ပံ့ပေးတာမျိုးကပိုဖြစ်နိုင်ပါတယ်။ပြည်ပခပြည်လေရေးနဲ့တရားမျှတမှုအမြင်တွေကိုပြောရမယ်ဆိုရင်တော့ ရိသက်တွေ့ရင်အစ္စရေးနဲ့အီရန်တို့အကြားမှာပရိပခဟာနည်းနည်းရှုပ်ထွေးပြီးတော့တမိုင်းကြောင်းရှည်လျားတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်ဒီပရိပခတွေပြည်လဲဖို့ဆိုတာရေရှည်အစီအစဉ်တွေနဲ့ဘက်ပေါင်းစုံကကြိုးပမ်းမှုတွေကိုလိုအပ်ပါတယ်ဒီပရိပခမှာဘသူကမှားပြီးတော့ဘသူကမှန်နေဆိုတာကိုတစ်ဖက်သက်ဆုံးဖြတ်ဖို့အင်မတန်ခက်ခဲပါတယ်ဘာကြောင့်လဲဆိုတော့ဒီပရိပခဟာနှစ်ပေါင်းများစွာကလေးကစတင်ခဲ့တဲ့တမိုင်းကြောင်းဘာသာရေးနိုင်ငံရေးပထဝီဆိုင်ရာရှုပ်ထွေးမှုတွေရောချက်နေပါတယ် နှစ်ဖက်စလုံးမှာသူတို့ရဲ့လုံရက်တီအတွက်ကိုယ်ပိုင်အကြောင်းပြချက်တွေစိုးရင်ပူပန်မှုတွေနဲ့ခန်းစားချက်တွေရှိပါတယ်။အစ္စရေးဘက်ကကြည့်ရင်အီရန်နဲ့နျူကလ িয়ার အစီအစဉ်အစ္စရေးကိုဖျက်ဆီးပစ်မယ်လို့ပြောဆိုမှုတွေနဲ့ဒေတာရင်းလက်နက်ကင်အဖွဲ့အစည်းတွေကိုထောက်ပံ့ပေးနေတာတွေကသူတို့ရဲ့ရှင်သန်ရက်တီရဲ့အတွက်အကြီးမားဆုံးချင်းဆောင်မှုအဖြစ်ရှုမြင်ပါတယ်။ဒါကြောင့်ကြိုတင်ကာကွယ်မှုအနေနဲ့တိုက်ခိုက်မှုတွေလှုံ့ဆော်တာမျိုးတွေဖြစ်နိုင်ပါတယ်။အီရန်ဘက်ကနေကြည့်ရင်လည်းအမေရိကန်နဲ့အစ္စရေးရဲ့ဒေတာရင်းဩဇာလွှမ်းမိုးမှု စီးပွားရေးပိတ်ဆို့မှုတွေနဲ့သူတို့ရဲ့လုံခြုံရေးကိုချိန်ချောက်တယ်လို့ယူဆရတဲ့အခြေအနေတွေပေါ်မှာခုခံကာကွယ်တာလို့မြင်ပါတယ်။ဥပမာအနေနဲ့အစ္စရေးကအီရန်ရဲ့အရေးပါတဲ့စစ်ဗိုလ်ချုပ်ကြီးတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုလေကြောင်းကနေတိုက်ခိုက်တပ်ဖြတ်ခဲ့ခြင်းဟာတရားတော်ဒီလန်ဖြစ်ပါသလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ဖြေရရင်တော့နိုင်ငံတကာဥပဒေအရနိုင်ငံတကာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်းတဲ့ထဲမှာတိုက်ရိုက်ပြစ်မှတ်ထားလှုပ်ကြံတပ်ပြတ်မှုတွေဟာနိုင်ငံတကာဥပဒေကိုချိုးဖောက်ရာရောက်တယ်လို့ ပညာရှင်များစွာကရှုမြင်ကြပါတယ်။ဒါပေမဲ့ ISRI ကတော့ဒီလိုလုပ်ရက်တွေကိုမိမိတို့ကကာကွယ်ခြင်း set defense လို့အကြောင်းပြလေရှိပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေနဲ့ဒေတာရင် ISRI ကိုချင်းချောက်နေတဲ့လက်နက်ကင်အဖွဲ့အစည်းတွေကိုထောက်ပံ့မှုတွေဟာ ISRI ရဲ့လုံခြုံရေးကိုတိုက်ရိုက်ချင်းချောက်နေတယ်လို့သူတို့ကယူဆပါတယ်။ဒီလိုလုပ်ရက်တွေဟာတမင်တသက်ရန်စားခြင်းဟုတ်မဟုတ်ဆိုတာကိုတော့ဒီလိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေဟာအီရန်ဘက်ကပြင်းထန်တဲ့တုံ့ပြန်မှုတစ်ခုခုလှုံ့ဆော်လာအောင် တမင်တသက်တွန်းအားပေးလိုက်တယ်လို့ဖြစ်စီနေပါတယ်။ဒါအပြင်တင်းမာမှုတွေကိုပုံပုံမြင့်တက်စေပြီးတော့ဒေသတွင်းပဋိပက္ခတွေကိုလည်းပုံမူကြေပြန့်တဲ့စစ်ပွဲတစ်ခုဖြစ်ပုံဖော်သွားစီနေပါတယ်။အစ္စရေးနဲ့အီရန်ကြောင်းတော်ကရန်စနဲ့အနာဂတ်လမ်းကြောင်းပြည်သက်တို့ရဲ့အစ္စရေးနဲ့အီရန်ကပဋိပက္ခကိုကြောင်းတော်ကရန်စလို့တင်စားထားတာဟာမှန်ကန်တယ်လို့ဆိုနိုင်ပါတယ်။ဒီပဋိပက္ခဟာရိုးရှင်းတဲ့အငြင်းပွားမှုတစ်ခုထက်ပိုပါတယ်။နက်ဆိုင်တဲ့တမိုင်းကြောင်းဘာသာရေးနိုင်ငံရေးပထဝီနိုင်ငံရေးနဲ့လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေ ရှုပ်ထွေးစွာရောရှက်နေပါတယ်။လက်ရှိအခြေအနေတိုင်းသာဆက်သွားမယ်ဆိုရင်တော့မပြီးဆုံးနိုင်တဲ့အညိုအတေးတွေနဲ့အပြန်အလှန်တုံ့ပြန်မှုတွေဖြစ်ပေါ်နေဦးမှာပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုတော့နှစ်နိုင်ငံလုံးဟာကိုယ့်ရဲ့တည်ရှိမှုဆိုင်ရာချင်းချောက်မှုတွေကိုအချင်းချင်းရှုမြင်နေပါတယ်။ဒါအပြင်ဒေတာတွင်းမှာသူတို့ရဲ့ဩဇာအာဏာကိုချဲ့ထွင်ခြင်းတဲ့အတွက်ဂျာဂန်အဖွဲ့အစည်းတွေအသုံးပြုကြပြီးတော့ပဋိပက္ခတွေကိုဖန်တီးနေကြပါတယ်။နှစ်ဖက်စလုံးကြားမှာလုံဝကူမှယုံကြည်မှုကင်းမဲ့တာဟာလေ အဓိကပြဿနာတစ်ခုပါပဲနိုင်ငံတကာအတိုင်းဝိုင်းကပဋိပက္ခတွေကိုရှော့ချဖို့ကြိုးပမ်းနေပေမဲ့အင်အားကြီးနိုင်ငံတွေရဲ့ကိုယ်ပိုင်အကျိုးစီးပွားတွေကြောင့်ထိရောက်တဲ့ပြည်အားပေးမှုမျိုးမလုံဆောင်နိုင်တာကလည်းပြဿနာကိုရှေ့ကျစေပါတယ်ဒီကြောင့်တော့ကရန်စကိုရပ်တန့်ဖို့ဆိုရင်တော့နှစ်ဖက်စလုံးရဲ့ငြိမ်းချမ်းရေးအတွက်စံနာရှိဖို့အရေးကြီးဆုံးပါပဲဒါ့အပြင်ထိရောက်တဲ့နိုင်ငံတကာဂျားဝင်စစ်ဆက်မှုတွေနှစ်ဖက်စလုံးအတွက်လက်ခံနိုင်တဲ့လုံခြုံရေးအာမခံချက်တွေနဲ့ဒေသတွင်ပူးပေါင်းဆောင်ရွက်မှုတွေကိုလိုအပ်ပါတယ်လက်ရှိအခြေအနေအရ ပရိပခ္ခတွေဟာလက်တလောပြီးဆုံးနိုင်ွယ်မရှိပါဘူး။အပြန်အလှန်တိုက်ခိုက်မှုတွေနဲ့မယုံကြည်မှုတွေကြောင့်တလဲစီကလဲစားချေခြင်းဆိုတဲ့တန်တရားတွေမှာပဲဆက်လက်ပိတ်မိနေအောင်မှာဖြစ်ပါတယ်။ Israel နဲ့ Iran စစ်ပွဲ၊ Ukraine နဲ့ Russia ပရိပခ္ခရဲ့ဆက်ဆက်မှုပရိသတ်တွေရင် Israel နဲ့ Iran စစ်ပွဲအကြားမှာစီးရီးအရှိန်မြင့်တက်နေတဲ့အချိန်လက်ရှိစစ်ဖြစ်နေဆဲဖြစ်တဲ့ Ukraine နဲ့ Russia စစ်ပွဲအပေါ်မှာဘယ်လိုများတက်ရောက်မှုရှိနိုင်တယ်လဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။ အရှိအလေပိုင်းမှာပြိပကာကြီးဖြစ်ပွားလာတဲ့အခါမှာကမ္ဘာအာရုံစိုက်မှုနဲ့သတင်းမီဒီယာတွေရဲ့ဖော်ပြမှုတွေဟာယူကရိန်းရုရှားစစ်ပွဲကနေအစ္စရေးအီရန်ပြိပကာတွေစီကိုရွှေ့ပြောင်းသွားနိုင်ပါတယ်။ဒါကယူကရိန်းတွေအတွက်မကောင်းတဲ့အခြေအနေဖြစ်နိုင်ပါတယ်။အဆိုဆုံးကတော့ယူကရိန်းအရေးကိုဦးစားပေးမှုရော့ချသွားပြီးတော့အနောက်နိုင်ငံတွေရဲ့စစ်ရေးအကူအညီနဲ့ငွေကြေးထောက်ပံ့မှုတွေရှော့ရှာခံရနိုင်ပါတယ်။ဘာလို့လဲဆိုတော့အမေရိကန်နဲ့ဥရောပနိုင်ငံတွေအနေနဲ့ စီးရင်းနဲ့စီးပွားရေးအရာအရင်မြစ်တွေကို အရှိရလေပိုင်းဒေသတွေစီကိုပို့ပြီးလှည့်သုံးရနိုင်လို့ပါ။ဒါပြင်အရှိလေပိုင်းပရိပခ္ခတွေကြောင့်ရေနံစင်းနှုံးတွေအစမတန်မြင့်တက်လာနိုင်ပါတယ်။ရုရှားဟာရေနံနဲ့တဘာဝတန်းွေအ धिक ထုတ်လုပ်တင်ပို့တဲ့နိုင်ငံဖြစ်တာကြောင့်ရေနံစင်းမြင့်တက်လာခြင်းကဝင်ငွေပို့မှုရရှိလာနိုင်ပါတယ်။အဲ့ဒီဝင်ငွေတွေကိုယူကရိန်းမှာဆင်နွှဲနေတဲ့စစ်ပွဲအတွက်ပြန်လည်အသုံးပြုနိုင်ပြီးတော့သူ့ရဲ့စစ်ပွဲကိုဆက်လက်ထိန်းချုပ်နိုင်မဲ့ခွန်အားတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ အစိုးဆုံးကတော့အနောက်နိုင်ငံတွေရဲ့စီးပွားရေး PR တွေကိုရှော့ရှာနိုင်ပြီးတော့ရုရှားကယူကရိန်းစစ်ပွဲကိုပုံမိုပြီးတော့အရှိန်မြင့်တင်နိုင်ခြေရှိပါတယ်။ရုရှားအနေနဲ့အီရန်ဘက်ကိုစစ်ကူပေးနိုင်ခြေကတော့အလွန်နှေးပါပါတယ်။ရုရှားနဲ့အီရန်ဟာမဟာဗျူဟာမြောက်မေဖက်ဆက်ဆံရေးကိုနှဆိုင်စွာထူထောင်ထားပေမဲ့လည်းရုရှားဟာယူကရိန်းစစ်ပွဲကြောင့်သူ့ရဲ့စစ်အင်အားနဲ့စီးပွားရေးအရာအခက်အခဲတွေရင်ဆိုင်နေရတဲ့အတွက်တခြားစစ်မျက်နှာပြင်တစ်ခုကိုဖွင့်လိုက်ခြင်းဟာသူ့အတွက်ပိုပြီးတော့ဝင်တော့ဝင်ဖို့ဖြစ်စေမှာပါ။ ဒါကြောင့်ရုရှားဟာအီရန်ကိုတိုက်ရိုက်စစ်ကူပေးမဲ့အစားနိုင်ငံရေးအရာထောက်ခံမှုပေးတာစီးရေးအရာထောက်လှမ်းရေးပေးတာအချက်လက်တွေဖလှယ်တာလက်နက်ရောင်းချတာအထူးသဖြင့်လေကြောင်းရာကာကွယ်ရေးစနစ်လိုမျိုးစတာတွေပဲလှုပ်ဆောင်လာပါလိမ့်မယ်အစ္စရေးနဲ့အီရန်ပြည်ပခအဆိုးဆုံးအခြေအနေကိုရောက်ရှိလာတဲ့အခါမှာယူကရိန်းရုရှားရဲ့စစ်ပွဲအပေါ်မှာအဆိုးဆုံးတက်ရောက်မှုတွေကတော့ယူကရိန်းကိုအထောက်ပံ့ရှော့ချခံရတာရုရှားရဲ့စီးရေးအောင်ပွဲတွေရရှိလာခြင်းနဲ့ စစ်ပွဲအေးခဲသွားခြင်းဒါမှမဟုတ်ယူကရိန်းရှုံးနေသွားခြင်းတို့အထိဖြစ်လာနိုင်ပါတယ်ပြည်သက်တို့ရေအချောအဖြစ်ဆိုရင်တော့အစ္စရေးနဲ့အီရန်တို့အကြားကပဋိပက္ခဟာကျောင်းတော်ကရန်စခဲ့သို့မပြီးဆုံးနိုင်တဲ့အညိုအတေးတွေနဲ့အပြန်အလှန်လက်တို့ပြန်မှုတွေကဇက်တိုက်ဖြစ်ပေါ်လာနိုင်ပါတယ်နတ်ဆိုင်နဲ့တမိုင်းကြောင်းလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေဩဇာလွှမ်းမိုးမှုတိုက်ပွဲတွေနဲ့ယုံကြည်မှုကင်းမဲ့ခြင်းတို့ဟာပဋိပက္ခကိုပုံမှန်နတ်ဆိုင်စေပါတယ်ဒီပဋိပက္ခတွေဟာအရှိလေပိုင်းဒေတာတစ်ခုလုံးသာမကဘဲနဲ့ ကမ္ဘာစီးပွားရေးလုံခြုံရေးနဲ့နိုင်ငံတကာဆက်ဆံရေးတွေအပေါ်မှာပါကြီးမားတဲ့အဆိုးကျိုးတွေတက်ရောက်နိုင်ပါတယ်။အဆိုးဆုံးအခြေအနေမှာဒေတာရင်းစစ်ပွဲတွေဖြစ်ပွားတာနျူကလ িয়ার လက်နက်အသုံးပြုခြင်းအထိဖြစ်လာနိုင်ပြီးတော့ကမ္ဘာစီးပွားရေးပြိုလဲခြင်းနဲ့နိုင်ငံတကာစနစ်ပျက်စီးခြင်းတွေအထိဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်အဲ့ဒီပဋိပက္ခကိုရပ်တန့်ဖို့အတွက်နှစ်ဖက်စလုံးရဲ့ငြိမ်းချမ်းရေးဆန္ဒထိရောက်တဲ့နိုင်ငံတကာဂျာဝင်စည်းစက်မှု လုံခြုံရေးအာမခံချက်တွေနဲ့ဒေတာတွင်ပူးပေါင်းဆောင်ရွက်မှုတွေဟာအရေးတကြီးလိုအပ်နေပါတယ်ခင်ဗျာ။ လက်ရှိအခြေအနေရကတော့အပြန်အလှန်တိုက်ခိုက်မှုတွေနဲ့မယုံကြည်မှုတွေကြောင့်တလဲစီကလေးစားခြေချင်းဆိုတဲ့တန်တရားထဲမှာပဲဆက်လက်ပြိမိနေအောင်မှာဖြစ်တယ်လို့ပြောကြရင်းနဲ့ဒီကနေ့ရဲ့ဆွေးနွေးတင်ပြမှုကိုဒီမှာပဲရှင်းနာပါအောင်မယ်ခင်ဗျာ။နားဆင်အားပေးကြတဲ့ပရိသတ်တဦးချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။အားလုံးပဲငြိမ်းချမ်းပါစေ။